ကိုနဲ့မဆိုင်တာဆိုရင်မဝေဖန်မိဖို့မပြောမိဖို့ကိုစိတ်ကိုတရိထားပြီးတော့မြတ်စွာဘုရားရဲ့ဆုံးမဩဝါဒရှိတဲ့နာဟိနပရိတံဝီလောမဏိနပရိတံကတံကတံတဲ့သူတစ်ပါးရဲ့မသိမလျော်တဲ့ကိစ္စတွေဝေဖန်မနေနဲ့နော်နပရိတံဝီလောမဏိဝီလောမဏိဆိုမလျော်ညီတဲ့ကိစ္စတွေမဝေဖန်နဲ့ ကတာကတံလောက်တာမလောက်တာတွေတော့ဝေဖန်မနေနဲ့ဒီလိုဆိုလို့ရနော်ဝေဖန်ပြီးပြောလိုက်မယ်ဆိုရင်ကို့မှာအမှုတဖြစ်သွားနိုင်တယ်လို့ဒီလိုဆိုနာပရိတံဝိနောမဏိနာပရိတံကတာကတံအတနောဝအဝိခယကို့ကိုပဲချီလူတွေကသူများဝေဖန်လိုက်တယ်ဆိုရင်အော်သူများဝေဖန်တဲ့စိတ်ကိုတော့ကောင်းတဲ့စိတ်လို့သွားဖြစ်နေတာအဲ့ဒါကမကောင်းတဲ့စိတ်ဖြစ်သွားတယ်။ဒါလေးကိုတတိထားဖို့လို့နော် အကုသိုလ်ဆိုတာမလွင်လေးနဲ့ဖြစ်ကိုယ်နဲ့မဆိုင်တာဆိုရင်မဝေဖန်မိဖို့မပြောမိဖို့ကိုယ်စိတ်ကိုယ်တတိထားပြီးတော့မြတ်စွာဘုရားရဲ့ဆုံးမဩဝါဒရှိတဲ့နာဟိနပရိတံဝီလောမဏိနပရိတံကတံကတံသူတစ်ပါးရဲ့မသိမလျော်တဲ့ကိစ္စတွေဝေဖန်မနေနဲ့နော်နပရိတံဝီလောမဏိဝီလောမဏိဆိုမလျော်ညီတဲ့ကိစ္စတွေမဝေဖန်နဲ့ ကတကတံလောက်တာမလောက်တာတွေတော့ဝေဖန်မနေနဲ့ဒီလိုဆိုလို့ရနော်ဝေဖန်ပြီးပြောလိုက်မယ်ဆိုရင်ကို့မှာအမှုတုဖြစ်သွားနိုင်တယ်လို့ဒီလိုဆိုနပရိတံဝိနောမဏိနပရိတံကတကတအတနောဝအဝိခယကို့ကိုပဲချီလူတွေကသူများဝေဖန်လိုက်တယ်ဆိုရင်အော်သူများဝေဖန်တဲ့စိတ်ကိုတော့ကောင်းတဲ့စိတ်လို့သွားထင်နေတာအဲ့ဒါကမကောင်းတဲ့စိတ်ဖြစ်သွားတယ်ဒါလေးကိုသတိထားဖို့လို့နော် အကုသိုလ်ဆိုတာမလွင်လေးနဲ့ဖြစ်ကိုယ်နဲ့မဆိုင်တာဆိုရင်မဝေဖန်မိဖို့မပြောမိဖို့ကိုယ်စိတ်ကိုယ်တည်ထားပြီးတော့မြတ်စွာဘုရားရဲ့ဆုံးမဩဝါဒရှိတဲ့နာဟိနာပရိတံဝီလောမဏိနာပရိတံကတံကတံတဲ့သူတစ်ပါးရဲ့မသိမလျော်တဲ့ကိစ္စတွေဝေဖန်မနေနဲ့နော်နာပရိတံဝီလောမဏိဝီလောမဏိဆိုမလျော်ညီတဲ့ကိစ္စတွေမဝေဖန်နဲ့ ကတာကတံလောက်တာမလောက်တာတွေတော့ဝေဖန်မနေနဲ့ဒီလိုဆိုလို့ရနော်ဝေဖန်ပြီးပြောလိုက်မယ်ဆိုရင်ကို့မှာအမှုတုဖြစ်သွားနိုင်တယ်လို့ဒီလိုဆိုနာပရိတံဝိနောမဏိနာပရိတံကတာကတံအတနောဝအဝိခယကို့ကိုပဲချီလူတွေကသူများဝေဖန်လိုက်တယ်ဆိုရင်အော်သူများဝေဖန်တဲ့စိတ်ကိုတော့ကောင်းတဲ့စိတ်လို့သွားထင်နေတာအဲ့ဒါကမကောင်းတဲ့စိတ်ဖြစ်သွားတယ်။ဒါလေးကိုတရိထားဖို့လို့နော် အကုသိုလ်ဆိုတာမလွင်လေးနဲ့ဖြစ်ဖန်ဆင်းခြင်းကဖန်ဆင်းတယ်လို့ဆိုတာကိုယုံကြည်လိုက်တာနဲ့တပြိုင်နက်ပြဿနာတွေကပိုလျှုပ်တယ်ဘလို့ပိုလျှုပ်လာတော့ဆိုတကူရှင်ကဖန်ဆင်းလို့လူဖြစ်လာတယ်ကမ္ဘာလောကကြီးကိုဖန်ဆင်းတယ်ဆိုလို့ရှိရင်တကူရှင်ဟာ အကျဉ်းတရားရှိသလားပညာတရားရှိသလားကြည့် အကျဉ်းနာတရားရှိမယ်ဆိုရင်တရားတွေကောင်းစားဖို့ပဲဖန်ဆင်းပြရနော်တရားတွေကောင်းစားဖို့ပဲဖန်ဆင်းပြရတရားတွေကိုတန်ခတ်တယ်ဆိုတာမလုပ်ရဘူးအကျဉ်းနာတရားရှိမိမိဖန်ဆင်းထားတဲ့တရားတွေပျော်ရွှင်ချမ်းမြေ့အောင်တညီတည်းဖန်ဆင်းပေးဖို့ဆိုပါတော့ဖန်ဆင်းတာမဟုတ်တော့မှပဲကိုယ်အိမ်မှာဖြစ်လာတဲ့ကိုယ်သားသမီးတွေပေါ်မှာ မိဘတွေဟာတူညီသောမေတ္တာထားနိုင်ကြတယ်နော်ဘယ်သားဘယ်သမီးပဲဖြစ်စေအလုံးတည်ဥတရပြုစုပြီးကိုသားကိုသမီး ကြီးပွားစေခြင်းနဲ့ဆန္ဒရှိတယ်အဲ့ဒါလိုပဲတကူရှင်က ဖန်ဆင်းလိုက်တဲ့သားသမီးတွေတို့သူပြောအဲ့သားသမီးတွေထဲမှာလိမ္မာတဲ့သားသမီးတွေရှိမှပဲမိုက်တဲ့သားသမီးတွေရှိမှာဘယ်သားသမီးပဲဖြစ်ဖြစ်ရှင်နာမှုတစ်ခုတည်းနဲ့ ကောင်းစားအောင်သူဖန်ဆင်းမှတော့ဒီမကောင်းတဲ့စိတ်ပေါ်တဲ့သာသမီကိုလည်းကောင်းတဲ့စိတ်ပေါ်အောင်ဖန်ဆင်းလိုက်တာပေါ့နော်မလှတဲ့သာသမီကိုလည်းလှအောင်ဖန်ဆင်းလိုက်ပညာမတတ်တဲ့သာသမီကိုလည်းပညာတတ်အောင်ဖန်ဆင်းလိုက်ပါပေါ့ဖန်ဆင်းနိုင်တယ်ဆိုမှတော့အကုန်ဖန်ဆင်းရုံပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့ဖန်ဆင်းနိုင်တဲ့အတန်းနဲ့လူချင်းတူပါလေတဲ့အတန်းနဲ့ တချို့ကြတော့အယုတ်ဆိုးအကြည့်တန်းကြီးဖန်ဆင်းလိုက်တယ်။အာဖရိကတိုက်သားတွေကြတော့မဲချုပ်နေအောင်ဖန်ဆင်းထားတယ်နော်။ဥရောပလူတွေတော့ခါရဖြူနိစကြီးတွေဖြစ်အောင်ဖန်ဆင်းလိုက်တယ်။ဗမာတွေကြတော့ချောချောလုံးလုံးမောက်လှက်လှက်ပါပါဖြစ်အောင်ဖန်ဆင်းလိုက်ပြန်တယ်။အဲဒီတော့သူဖန်ဆင်းတာဗမာတွေကတော့ဂျင်နာကောင်းဂျင်နာလေးပဲအာဖရိကတွေကဂျင်နာချင်မချင်နော်။တွေးကြည့်တာပါ။တွေးကြည့်တာ။ တင်တတ်မှာပေါ့အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေကကျင်တတ်မှာဖြစ်တော့လဲဆင်းရဲတဲ့လူတွေကမကျင်တတ်နိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင် မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်တယ်ပေါ့အေးဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူး လူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိမ့်မယ်အာလူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်နေအဲ့တော့မကောင်းရင်ကောင်းအောင်ပဲဖန်ဆင်းပေးပေါ့ဖန်ဆင်းနိုင်တယ်အပဲတကူရှိတယ်ဆိုလို့ရှိရင်မကောင်းတဲ့လူကောင်းအောင်လုပ်ပေးလိုက်စိတ်တူရတဲ့လူစိတ်ရှည်အောင်ဖန်ဆင်းပေးလိုက်ဒေါသကြည့်တဲ့လူကိုဒေါသမကြည့်အောင်ဖန်ဆင်းပေးလိုက် အဲ့လိုလေလုံနိုင်စွာရှေ့တန်းနဲ့ဘာလို့လုံမပြီးတယ်မေးစရာရှိလာတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားကဘာကိုဝေဖန်ထောက်ပြပေးတယ်လဲလို့ဆိုလို့ရှိရင်ພັນစင်းရှင်ကພັນစင်းတယ်လို့ພັນစင်းလို့ဖြစ်ရတယ်လို့ဆိုတဲ့အတွေးခေါ်အတိအမြင်ကိုလက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ဖို့တဲ့ ိုကိုယ်တိုင်လှုပ်တဲ့နဲ့ကိစ္စမလှုပ်တဲ့နဲ့ကိစ္စရွေးချယ်ဖို့ရအဓိပ္ပာယ်မရှိတော့ဘူး။ဘာဖြစ်လို့တော့ဆိုရင်ဖရဲတခင်လိုတော့ကြပဲဖြစ်ရမှာပဲ။ကိုယ့်အကူရွေးချယ်သွားစရာမလိုဘူး။ဘာပဲဖြစ်ဖြစ်သူ့လိုတော့ကြအတိုင်းပဲ။သူ့ဖန်ဆင်းတာကိုကရဏီယကရဏီယဆိုရယ်လှုပ်တဲ့နဲ့ကိစ္စနဲ့မလှုပ်တဲ့နဲ့ကိစ္စဆိုရာဟာလူတွေကကိုယ့်အကူရွေးချယ်နေကြရင်အဓိပ္ပာယ်မရှိဘူး။ ရွေးချယ်စရာမလိုတော့ဘူးလူဆန္ဒဆိုရလဲအသုံးမဝင်တော့ဘူးဆန္ဒအားလျော်ဆိုတာကျိုးပန်းအထောက်မှုဆိုရလဲအသုံးမဝင်တော့ဘူးအချိန်တန်လို့ရှိရင်ဖန်ဆင်းရှင်ကနေသူစီမံတာခံရမှာပဲဖြစ်တယ်အဲ့ဒါကြောင့်မို့လို့လူရဲ့လုံလောက်ဝိရိယအသိပညာဆန္ဒတို့အသုံးမဝင်တော့တာဖြစ်သွားနိုင်တယ်စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်လူတွေဟာ ဘဝရလာတဲ့အခါမှာအယောင်းဝယ်တဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်နော်တရဝရီအသက်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်မကောင်းတဲ့ဒုစရိုက်တွေနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရွှေငွေရောင်းချပြီးအသက်မွေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒါဆိုလို့ရှင်ရွှေဆိုင်ဖွင့်ပြီးတော့ရွှေရောင်းရတာလေဘုရားသခင်ဖန်ဆင်းလို့လားတကိုးရမြဖြစ်ပြီးတော့ သူများပစ္စည်းကိုလူယူတိုက်ခုတ်ကိုစ조사တာလဲဘုရားသခင်ဖန်ဆင်းလို့လားအဲ့တော့ဖန်ဆင်းပြီးရင်ねထောင်နေကြတော့လဲပဲဘုရားသခင်ဖန်ဆင်းလို့ထောင်ချတယ်တရားသူကြီးကချတာမဟုတ်ဘူးအဲ့ဒါဆိုလို့ရှင်တရားသူကြီးကထောင်ချတာမဟုတ်ဘူးအပြစ်ကထောင်ချတာမဟုတ်ဘူးဘုရားသခင်ကထောင်ချတယ်ဆိုပြီးပြောเสียအပြစ်အနာစာတွေအများကြီးဖြစ်လာစဉ်းစားเสียတွေအများကြီးဖြစ်လာအဲ့ဒါမြတ်စွာဘုရားစဉ်းစားပြ ဘုရားသခင်ဖန်ဆင်းလို့သူ့တဲ့တန်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့သူများဥစ္စာခိုးနေရတယ်ဘုရားသခင်ဖန်ဆင်းလို့ကြာကူရီဘဝရောက်နေတယ်ဘုရားသခင်ဖန်ဆင်းလို့လူလိန်လူခေါင်းဖြစ်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့မူရစေဝါတွေတုံးနေရတယ်ဆိုတဲ့အိဗေမျိုးတွေဖြစ်ကုန်ရောအဲ့ဒီလိုမစီလျော်တဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ်ဒါကြောင့်မြတ်စွာဘုရားက အဲ့ဒါဟာမှန်ကန်မှုမရှိဘူးတကယ်ကတော့လူ့ဘဝရလာတယ်ဆိုတာဟာဘယ်သူမပြုမိမိမှုမိမိကိုယ်တိုင်လှုပ်ခဲ့တဲ့အတိုင်လူတွေဟာကိုယ်လှုပ်တာကိုရကြတာလားဖြစ်တယ်ကိုယ်လှုပ်တာကိုရတယ်ဆိုဟုတ်တယ်ကိုယ်အသက်မွေးဝမ်းကြောင်းမုန်းဖို့ပြီးအသက်မွေးမယ်ရွှေရောင်ချပြီးအသက်မွေးမယ်စတိုးဆိုင်ဖွင့်ပြီးအသက်မွေးမယ်တကုတ်ကိုယ်လှုပ်နေကိုယ်လှုပ်နေကြတာပဲလေ ကိုဝါသနာပါရလုံးကြတာပြီးတော့အလုတ်မကောင်းဘူးဆိုရယ်ပြောင်းလို့ရလေဖန်ဆင်းထိုင်ပြောင်းလို့မရတော့ဘူးဖန်ဆင်းကြတယ်ဒီတိုင်းဖန်ဆင်းလိုက်တာဆိုပြောင်းမရအခုကပြောင်းရကိုဒီလုတ်မကြိုက်ဘူးဆိုနောက်တလုတ်ပြောင်းရတချို့ဆိုဆရာဝန်တင်းနှံတက်ပြီးတော့ဘွဲတွေပါတွေရပြီးတော့ဆရာဝန်လုံးမစားခြင်းလို့တခါဈေးရောက်စားတာတွေလည်းပြည့်အဲ့တော့ဘုရားသခင်ကလွတ်လွတ်မမဖန်ဆင်းလိုက်သလားမသိဘူးအဲ့ဒါကြတော့နော် မင်းဆရာဝန်ဆေးကြောင်းတော့တက်ဒါပေမဲ့မင်းဆရာဝန်မလုံးနဲ့လို့များဖန်ဆင်းလိုက်သလားအဲ့ဒီလူတွေစဉ်းစားစရာတွေဖြစ်ကုန်တယ်ဘောနော်တကယ်တော့လူတွေဟာကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်လုံးနေကြတာဆိုတာထင်ရှားတယ်ကိုယ်ဆုံးဖြတ်ချက်နဲ့အဲ့တော့မြတ်စွာဘုရားကကမ္မသကတ္တသမဒိဋ္ဌိလူဘဝရလာတယ်ဆိုတာတဲ့ကိုယ်လုံးတာအောင်မှုဆိုလေးရှိတယ် we are our own architect ကိုဘွားကိုကိုပဲဖန်တင်ဖန်ဆင်းလာအဲ့ဒီအယူအဆအယူအဆအမြင်ကိုဘုန်းကြီးတို့တော့အလွန်ကျင့်တတ်တယ်။ဘာဖြစ်လို့လဲဆိုရင်ကောင်းလဲကိုကိုမှတောင်းအောင်ရှိတယ်။မကောင်းလဲကိုပဲတောင်းအောင်ရှိတယ်။အလွန်ကိုလွတ်လပ်တယ်။အလွန်ကိုလွတ်လပ်တယ်။ကိုဘာဖြစ်ချင်တယ်လဲဖြစ်အောင်လုပ်။ကိုဘာကြိုက်တယ်လဲကြိုက်တာလုပ်လို့ရတယ်။ လူတွေကမသေးခင်လည်းပဲဒီလိုပဲယူရေးကြတာပဲလေယူရေးကြတာကိုကြိုက်တဲ့ပညာသင်တယ်ကိုလှုပ်ချင်တဲ့လုပ်ငန်းလှုပ်ကြတယ်လှုပ်ကြတာကိုယ့်ကိုယွေးချင်မှုနဲ့သွားကြတာပဲဖြစ်တယ်ပေါ့အဲ့တော့ဘဝမှာလည်းပဲကိုယ့်ကိုယွေးချင်လို့ရတယ်ရသော်ဘုရားအကြောင်းနဲ့အကျိုးဟောထားတာဖြစ်လို့ဒါနကောင်းမှုလှုပ်တဲ့ပုဂ္ဂိုလ်ရေဟာဟိုဘဝကျတော့ချမ်းသာကြွယ်ဝမယ် တိလကောင်းမှု လုပ်တဲ့ပုဂ္ဂိုလ်တွေဟာကျမ်းမာမယ်သက်ရှိမယ်နော်ဒါနတိလပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာလူ့ဘဝလူချမ်းသာကိုရတယ်လွန်လွန်ကဲကဲဒါနတိလကိုလုပ်ပြီးဆိုရင်နတ်ဘဝကို ရောက်တယ်နတ်ပြည်ရောက်ပြီးတော့ချမ်းသာမယ်တမထကျင့်စဉ်တစ်ခုကိုအောင်မြင်မြင်ချင့်မယ်ဆိုရင်ပြမဘုံရောက်တယ်ကဘာကြအောင်ကဘာပေါင်းများစွာ ကြအောင်အသက်ရှိတယ် ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်တဏှာယောကလွတ်မြောက်တယ်ဆိုတာ။အသူကျင့်စဉ်နဲ့သူ့အကြောင်းနဲ့သူဟာသူတူဟောတယ်။ဘယ်သူကမှဖန်ဆင်းတာမဟုတ်ဘူး။အဲ့ဒီလူလွတ်လပ်တယ်။ကိုကြိုက်တာကိုလွတ်လို့ရ။ဖျားဖြစ်ပြီးတော့တရဝါဒီကိုကက်တင်ခြင်းနဲ့ပဲဖျားစုပန်ပြီးပါရမီဖြစ်ဖြစ်တယ်။နော်။အေးဖျားမဖြစ်ဖျားဖြစ်ရမှာပါရမီဖြစ်ရမှာကြောက်တယ်။ ဲ့ကတာဝကလောင်းဆိုတော်ပါပြီဆိုရင်လဲပါရမီဖြည့်အဖရာမဖြည့်ချင်ဘူးဖရာအဖေအမေဖြည့်ချင်တယ်ဆိုတော့ပါရမီဖြည့်လို့ရအဲ့ဒါလို့ပေါ့အမျိုးစုံကိုကြိုက်တာဟောကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိကိုကြိုက်တာကိုရွေးချယ်ကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိတာဘယ်လိုချင်းနေစက်နော်အခုကိမှာဆိုတော့ရှင် ကိုယ့်ကိုမရွေးချယ်ခွင့်မရှိတာတွေဟာရှိသေးတယ်။ကိုကြိုက်တာကိုရွေးချယ်ခွင့်မရှိဘူး။ဆေးချောင်းတက်ချင်တဲ့အမှတ်က300လောက်400လောက်ဖြစ်တယ်။ရွေးလို့မရပါဘူး။နော်။အင်ဂျင်နီယာဝန်ကြီးနဲ့အမှတ်နဲ့နေရွေးလို့မရပါဘူး။ကိုကြိုက်တာတောင်မှပဲလူဘဝဟာရွေးလို့မရတာအများကြီးရှိတယ်။အဲ့တော့ဒီကံတရားနဲ့ပတ်သက်လာလို့ရှိရင်ကိုကြိုက်တာကိုရွေးလို့ရတယ်။လုံးဝစောင့်ဝဲအမှတ်နဲ့ချိတ်ဆက်ထားတာမရှိဘူး။နော်။ကိုကြိုက်တာကိုရွေး ကိုကြိုက်တာကိုရွေးပြီးတော့အလုပ်ပဲလုပ်ဖို့လိုတယ်။ပညာတတ်ကြီးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ပညာပါရမီဖြစ်။ပညာပါရမီဖြစ်ရ။သင်ကြရမယ်ပညာ။ဟောတကယ်ကိုတကူရှင်ကြီးဖြစ်ခြင်းနဲ့ဆိုတကူရခြင်းအကြောင်းတရားတွေကိုလုပ်အောင်။ဒီလိုဆိုလိုတာပေါ့နော်။အဲ့တော့ကိုကိုချုံးမလှပခြင်းနဲ့ဆိုလို့ရှိရင် ပြုံပြုံလေးနေစိတ်မဆိုးနဲ့ ိတ်ဆိုးရင်လူဟာစိတ်ဆိုးရင်အယုတ်ဆိုးကြည့်တတ်တယ်လေဒေါသထွက်လာလို့ရှင်လူဟာနှုတ်ခမ်းညက်ဆူတာချောတဲ့လူတောင်မှပဲစိတ်ဆိုးရင်အလှပြက်သွားတာပဲဒါသဘာဝနော်ခဏခဏစိတ်တို့လို့ရှင်အဲ့ဒီပုံစံကြီးဖြစ်လာတာဒါကြောင့်မို့ထံပြင်းဒေါသကြည်လွန်ကအလှပြက်ပြီဆို စိတ်တိုရတဲ့လူဟာဖြစ်နေရဘဝမှာမျက်နှာကြီးကထဏံကြီးနဲ့ဟောဟုတ်လားမျက်နှာပုတ်ကြီးနဲ့ဖြစ်တတ်တယ်တဲ့အဲ့ဒါအစအရေကဒေါသမရှိဘူးအလုံးအပြုံမျိုးရှင်ရှင်ခင်ခင်မင်မင်နေတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာအဲ့ဒီကြည်လင်တဲ့မျက်နှာနဲ့ပဲဘဝမှာဖြစ်တယ်ဟောသူလုခဲ့တဲ့အတိုင်းသူဖြစ်တာလေ အဲအသားဖြူခြင်းနဲ့ဆိုလို့ရှိရင် တချို့ကအသားဖြူခြင်းလို့လေဖျောင်းနိုင်လှူတယ်အဲ့ဒါတော့သိမစီဆိုင်ဘူးတမန်ရောအသားဖြူခြင်းလို့ဖျောင်းနိုင်လှူတာတဲ့တချို့တကောမကြီးတွေကြံ့ကြံ့ဖန်ဖန်အဲ့လိုလုပ်တယ်ဖျောင်းနိုင်လှူတာတောင်ရိုးရိုးလှူအသားဖြူခြင်းလို့ထုံးလှူလာဆိုထုံးတော့မလှူအဲ့တော့ အဲ့ဒါဆိုလို့ရှိရင်မိသွေးလှူလို့ရှိရင်ဒါမဲမယ်ဆိုပုံစံဖြစ်အဲ့ဒါလို့လည်းမဟုတ်နိုင်ဘူးနော်အတုံးကတခြားစီဘူးတုံးကတခြားဆိုလိုရင်းကအသားဖြူတာဟာ ချောမောလှပခြင်းနဲ့မှပါတယ်ဆိုလို့ရှိရင်မေတ္တာရှိတဲ့မျက်နှာရှင်ဟာချောမောလှပမှာဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာဖြစ်လျက်ဘဝမှာဒီရုပ်ဆိုးจิตတ ဒီဘဝမှာဒါနကောင်းမှုလုပ်လို့ရှိရင်နောက်ဘဝမှာချမ်းသာကြွယ်ဝလူဖြစ်တယ်။မလူရဲ့မတန်းရဲ့နှမျောဖက်နေတဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝကျစားရမယ်မဲ့တောင်းရမယ်ဖြစ်တယ်။ဒီဘဝပညာမသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝလည်းပညာတတ်ဖို့ခက်ခဲတယ်။ပညာသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝပညာတတ်နိုင်တယ်။သူများအသက်မတတ်တဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝအသက်ရှိသူများအသက်တွေတတ်ပြီးတော့အသက်ရှိပါစေဆုတောင်းလို့လည်းမရဘူး။အသက်တူတတ်တယ်။သူများကိုနှိမ့်ဆက်ညှင်းမှန်းတဲ့ပုဂ္ဂိုလ်ဒီ တဖက်သားခံရတယ်လို့သူတို့ရောဂါဝေဒနာတွေဖြစ်ပြီးတော့ဖြစ်တယ်။မူရင်းစေဝါရှောင်တဲ့ပုဂ္ဂိုလ်ဟာနောင်မွားမှာအယူအနှံမဖြစ်ဘူး။မူရင်းစေဝါသုံးဆွဲလို့ရှိရင်မူတယ်ဆိုတာမူတယ်ဆိုရဲအယူဖြစ်တာပဲလေ။အဲ့ဒီမူရင်းစေဝါသုံးပြီဆိုရင်နောင်မွားမှာအယူအနှံသွားဖြစ်တယ်။အဲ့တော့အဲ့လိုသူ့အကြောင်းနဲ့သူ့အကျိုး ကြည့်လိုက်တဲ့အခါကျတော့ကိုကိုကိုကောင်းစားခြင်းနဲ့ဆိုရင်ကိုကောင်းတဲ့အလုပ်ပဲလုပ်ဖို့လိုတယ်။အဲ့ဒါအလွန်ကိုလွတ်လပ်လို့အလွန်ချိန်တတ်တယ်ခေါင်းကြီးတို့လွန်ချိန်တတ်တယ်။အဲ့လိုမဟုတ်ဘဲနဲ့တဏ္ဍာရဘုရားသခင်ကဘယ်တော့မှမလဲဆိုတဲ့ညနာလေးမော့ပြီးမျောနေရမယ်ဘဝအလွန်ဆိုးတယ်ဘဝပဲ။သူစိတ်သူစိတ်ပါမှာဖန်ဆဲမှာစိတ်မပိုင် ပြစ်ထားလဲကိုခံရမှာဘာလုပ်လို့မရဘူး။ အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားကြတော့အဲ့တော့ကိုလုံးထာကိုရရဲဆိုကိုယ့်ကိုကြိုးစားကိုယ့်ကိုကြိုးစားတို့ရှင်ကိုကြိုးစားတဲ့အတိုင်းဖြစ်လာဝိရိယရဲ့အကျိုးရှိလာဒါမှမဟုတ်ဗမာစကားမှာလဲကြိုးစားကဘုရားတောင်ဖြစ်တယ်ဆိုတာရှိတယ်ပေါ့အဲ့ဒါဟာဉာဏ်ဖွဲ့ရအကောင်းဆုံးအဲ့ဒါကမ္မတက္ကတာတမဒိဋ္ဌိဆိုတဲ့ကံကံဤအကျိုးပေါ်မှာမိခူရှုမြင်တတ်တဲ့ အတိဉာဏ်ဟာဘလောက်ထိအောင်လူတွေရဲ့ဘဝကိုထက်တန်းရောက်သွားစေနိုင်တယ်လေဆိုတာစဉ်းစားကြည့်ပေါ့ဒါမို့မြတ်စွာဘုရားကကံကံဤကျိုးကိုယုံကြည်လက်ခံခြင်းသိမြင်ခြင်းဆိုတဲ့ကမ္မတက္ကတာတမဒိဋ္ဌိဟာမှန်ကန်တဲ့အမြင်တစ်ခုဖြစ်တယ်အဲ့ဒီမှန်ကန်တဲ့အမြင်ကိုခြေခံပြီးတဏှာကောင်းမှုသီလကောင်းမှုလှုပ်ခြင်းအပြင်လူတွေဟာချမ်းသာဒုက္ခရကြတယ်ဆိုတာကိုအတိအကျဟောထားတာဖြစ်တယ်